ရိုမေးနီးယားမှာ1980ပြည့်နှစ်တုန်းကပေါ့မင်းသားဗလာကသူ့ရဲ့ချစ်စနီးအလီဇဘက်သားနဲ့ပျော့ပျော့ရှိရှိနေထိုင်ကြပါတယ်။သူတို့နှစ်ယောက်ကချစ်ချင်းမေတ္တာကိုအမတ်ရစေဖို့အတွက်ဗလာကအလီဇဘက်သားကိုဂီတာတစ်တာလေးတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။ဒီနေ့တော့သူတို့နှစ်ယောက်စကားပြောနေတော့မှမယ်စစ်တီတော်တို့ယူတရရောက်လာပြီးစစ်ပွဲအတွက်ဗလာကိုခေါ်ဆောင်ထားခဲ့ပါတယ်။တန်းဖေးမှာစစ်ထစ်နေပြီးရန်သူတွေကလည်းနှီးကပ်လာလို့ဗလာကအလီဇဘက်သားကိုဘေးကင်းရာရဲတိုက်တစ်ခုစီခေါ်သွားဖို့သူ့ရဲ့စစ်တီတွေကိုအမိန့်ပေးခဲ့ပါတယ်။ မထွက်ခွာခင်မှာဘလကပုံရရမင်းကြီးစီကနေကောင်းကြီးညူပြီးသူစနီအတဘေးကင်းဖို့စူတောင်းခဲ့ပါတယ်တစ်တော်ထဲမှာအလီဇဘက်သားကိုစစ်တီတွေကလိုက်ပူးနေတော့မှာပဲကံမကောင်းစားနဲ့တစ်ဖက်နေချာမှာပုံနေတဲ့ညံသူစစ်သားတယောက်ကမြားနဲ့ပြပြီးအဆောင်တယောက်ကိုချက်ချင်းလဲရသွားအောင်လုပ်လိုက်ပါတယ်ဂျန်နဲ့အဆောင်တွေကတော့တိုက်ခိုက်ဖို့ပြင်ဆင်ပြီးအလီဇဘက်သားကိုရှေ့ကနေဆက်လက်စီးနှင်ခိုင်းလိုက်ပါတယ်ဒီအချိန်မှာတစ်တော်ဘင်ဘတ်မှာတော့ဘလကစီပီပါတဲ့ကိုဖောက်ပြီးမြီးချိုကရန်သူတမန်ကြီးကိုထိန်းထားဖို့လမ်းကြောင်းတစ်ခုဖန်တီးလိုက်ပါတယ် ပြင်းထန်တဲ့တိုက်ပွဲဖြစ်လာပြီးခဏလေးတွင်မှပဲနှစ်ဖက်လုံးကလူတွေအများကြီးတေးကြေကုန်ကြပါတယ်။ဒါပေမဲ့ဗလာရက်တက်ကအသားစီရရင်ပါတယ်။ကျွမ်းကျင်တဲ့အဖွဲလိုက်လှုပ်ဆောင်မှုတွေနဲ့တိုက်ပွဲကိုအနံ့ရအောင်အသက်အံကျူစားခဲ့ကြပါတယ်။ခဏကြာမှာတော့ရန်သူတွေရဲ့ခေါင်းတွေကိုလှန့်နေပေါ်မှာချိတ်ကလေးဗလာနဲ့သူ့တပ်တန်တွေဟာရန်သူပင်းအချိန်မှာပေါ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူဇနီးတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုဗလာတီးလိုက်ပြီးသူမကိုရှာဖို့ထွက်သွားခဲ့ပါတယ်။ဒီကြားထဲမှာအလီဇဘက်တာကတော့ရန်သူစစ်သားတွေရဲ့လိုက်လံကြိုးကိုခံရတာကြောင့် မြင်းကိုအမြန်ဆုံးစီးပြီးပြင်းနေပါလေဒီနေရာကိုဝက်ဘူးလွဲ့တဲတို့လို့ခေါ်ပြီးနင်းနေအောင်မှာဝက်ပွန်ထောင်ချောက်ထောင်ပေါင်းများစွာဝက်ထားပါလေထောင်ချောက်နှစ်ခုကြောင့်စစ်တမ်းတွေအောင်လဲကျသွားပြီပဲအလီဇဘက်သားကတော့ကျွမ်းကျင်စွာရှောင်းတိတ်နိုင်ခဲ့ပါလေဒါမေပဲကံမကောင်းစွာနဲ့သူမရဲ့မြင်းလည်းနောက်ဆုံးတဲ့ထောင်ချောက်မိသွားပြီးပြုတ်ကျခဲ့ပါလေဒီလိုနဲ့ရန်သူတွေကသူမကိုဝိုင်းလိုက်ပြီးဓားလွေနဲ့ထောင်ချောက်တွေကိုဂီယူဆိုင်ဆန်းသက်နေတာကြောင့်အလီဇဘက်သားကထောက်ပြဖို့စူးစမ်းပေမဲ့ထောင်ချောက်တစ်ခုပေါ်မှာတတ်နေပြန်ပါလေ ဘလာရောက်လာတဲ့အခါမှာတော့သူမြင်လေဝက်ပွန်ထုံချောက်တစ်ခုကိုမိသွားခဲ့ပါတယ်။သူချီလင်းပဲဆက်လျှောက်သွားရင်မကြခင်မှာရန်သူစစ်သား၂ယောက်နဲ့ထိတ်တိုက်တွေ့ပြီးအမြန်ဆုံးရှင်းပြလိုက်ပါတယ်။ဘလက်ကအဲလီဇီဘတာစီချင်းကပ်လာတဲ့လူကိုတပ်ဖို့တော့သူသားကိုပစ်လိုက်ပြီမြင်ကမကောင်းစွာနဲ့ပဲအဲ့ဒီသားကအဲလီဇီဘတာကိုပါထိမှန်းသွားပြီးထိုမိသွားခဲ့ပါတယ်။ဘလက်ကငိုယူရင်းတေဆုံးနေတဲ့အဲလီဇီဘတာကိုသူ့လက်ထဲမှာပွေ့ချထားလိုက်ပါတယ်။အချိန်ကတန်ကြာတော့ဘလက်ဟာပွေဟမ်းမင်းကြီးပြီးထတ်သွားပြီး ူဇနီးကိုမကာကွယ်ပေးတဲ့အတွက်ဘုရားသခင်ကိုအပြစ်တင်ပြောဆိုပါတော့တယ်။ blood ကဘုရားသခင်အတွက်အတက်ပေါင်းများစွာတတ်ခဲ့ပြီးမဲ့အဲလီဇီဘက်သားကိုပြန်လိုချင်ပြီးပူယဟမင်းကြီးမပေးနိုင်တဲ့နမိတ်ပြမှုတစ်ခုကိုတောင်းဆိုခဲ့ပါတယ်။ဒေါသထွက်နေတဲ့ blood ကပူယဟမင်းကြီးကိုလက်ခွာကတိုင်နဲ့တပ်ပြလိုက်ပြီးအဲလီဇီဘက်သားကိုပြန်မခေါ်ပေးရင်ဘုရားသခင်ကိုဆက်ပြီးမကိုးကွယ်အောင်ဘူးလို့ပြောခဲ့ပါတယ်။ယုဒိယအခန်းထဲမှာလေတွေပြင်းထန်လာပြီးယေရှုတို့ကငိုကြွေးလာပြီးမဲ့ blood ကဂုံယူနေတဲ့ပုံပေါ်ပါတယ်။ ကျောင်းလန်နေတဲ့သူ့ရဲ့လူတွေကသူ့ကိုဖျားကျောင်းထက်ကနေဆွဲထုတ်ခေါ်သွန်းခဲ့ရပါတယ်။အနည်း၄၀၀ကြာပြီးတော့ပြင်သစ်နိုင်ငံမှာပေါ့ဖုန်ကြီးတစ်ဖားကဆေယောကကူဆဲခန်းကိုတွားပြီးဒေါက်တာဒူးမောင်းနဲ့စကားပြောခဲ့ပါတယ်။ဒေါက်တာဒူးမောင်းကအင်္ဂလာဘုရင်မာတော်စိတ်ပူနေရတဲ့တိမ်မွေ့တဲ့အမှုတစ်ခုရှိတယ်လို့ပြောပြခဲ့ပါတယ်။သူတို့နှစ်ဦးဆေးကန်းရဲ့ဆင်ချန်လန်းတွေကိုရှောက်သွားတော့ယူသွက်နေတဲ့လူအများကြီးကမိုင်းမိုင်းရင်ရင်ပြုတ်မှုနေကြပြီးစီယာဝန်တွေကလည်းသူတို့ကိုကြမ်းတမ်းစွာဆွေးခေါ်နေတာကိုတွေ့ရပါတယ်။နောက်ဆုံးမှာတော့ တမဏီတကားတစ်ခုကိုဖျက်ပြီးဥမင်လွိုင်ကောင်းတစ်ခုကနေတဆင့်မာရီယာကိုတန်ကျိုးနဲ့ချုပ်နှောင်ထားလေလုံကြုံနဲ့အခန်းကို ရောက်သွားခဲ့ကြပါတယ်မာရီယာဟာဘုရင်မရဲ့ဒူမကြီးနဲ့ဆေးဆက်ထားတဲ့အီတလီအမျိုးသမီးတဦးဖြစ်ပြီးဘုရားကျောင်းကိုလက်မခံတာကြောင့်မင်္ဂလာပွဲကိုမိသားစုပိုင်မြင်မှာလုပ်ခဲ့ပါတယ်ဒါပေမဲ့သရူသားကကောင်းကြီးပေးဖို့ကဘီရှော့တပါးကိုခေါ်လာလဲပြီးအဲ့ဒီဘီရှော့ကိုမြင်လဲရတာကမာရီယာကို စိတ်မထိန်နိုင်အောင်ထစ်စေခဲ့တာပါမှတ်တမ်းတွေအရာ သူမကို1905ပဲကုနေမှမွေးတယ်လို့ရေးထားတာကမဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒါဆိုရင်သူမဟာအသက်တရား3မြန်နှစ်ရှိနေပြီလို့အဓိရတရားနေလို့ပါ။သူမရဲ့အသက်နဲ့ဖျားသခင်နဲ့ပတ်သက်တဲ့ဓာတ်မတည့်မှုတွေကသူမဟာမားနေရဲ့ဖန်ဆင်းခြင်းတစ်ခုများလာလို့သူတို့ကိုတွေးတောစီခဲ့ပါတယ်။သူတို့နှုတ်အမှုကိုဆွေးနွေးနေတော့မှပဲမာရီယာကနိုးလာပြီးသူတို့ကို help လို့အတန်းပြုခဲ့ပါတယ်။ဖုန်ကြီးကအနီးကပ်ကြည့်တော့သူမရဲ့ဆွေးတော်တွေကိုသတိထားမိပြီး သူမဟာသွေးဆုပ်ဖို့ကုန်မယ်လို့ကုန်ချက်ချလိုက်ပါတယ်။သူမဟာအသက်ရှင်ရဖမ်းမိတဲ့ပထမဆုံးသွေးဆုပ်ဖို့ကုန်ထိပ်ပြီးသွေးဆုပ်ဖို့ကုန်ဒီဟာအပြင်ကိုထွက်နိုင်တယ်။နေုံကြီးတဲ့အထိမှသာမခံနိုင်တာပါလို့သူကရှင်းပြခဲ့ပါတယ်။တက်သေးပြဖို့အတွက်သူကပရင်ပေါ့ကိုဖွင့်လိုက်တော့နေုံကြီးကချက်ချင်းပဲသူမရဲ့အသားကိုလောင်ကျွမ်းစေခဲ့ပါတယ်။ဖုန်းကြီးကလဝမ်းခတိုင်ကိုသူမရဲ့မျက်နှာရှင်မှာထောင်ပြလိုက်တဲ့အခါမီးလောင်သွားခဲ့ပါတယ်။ပြီးတော့သူကဒေါက်တာဒူမောင်အန်ရဲ့လက်ထောက်ဆိုင်မွန်ရဲ့လက်ချောင်းကိုဖျက်ပြီး သွေးဆက်အနှဲငယ်ကိုမာရီယာရဲ့ပါဇက်ထဲထည့်ပေးခဲ့ပါတယ်။ဒါမှသူမကပူပေါင်းဆောင်လွှဲလောက်အောင်ပေါ့။ဖုန်းကြီးကသူမရဲ့လက်ဘင်းကိုစစ်ဆေးကြည့်တော့သူမကိုသွေးဆုပ်ဖုတ်ကောင်ဖီပြောင်းလဲသွားစေခဲ့အဲကဲ့ရာတွေကိုတွေ့လိုက်ရပါတယ်။သူကဖျားချောင်းဟွာရာစုနှစ်ပေါင်းများစွာသွေးဆုပ်ဖုတ်ကောင်တွေကိုတိုက်ခိုက်ပေးမဲ့အဲ့ဒီအရာအလုံးကိုစတင်ခဲ့တဲ့ပထမဆုံးသွေးဆုပ်ဖုတ်ကောင်ကိုတော့မတွေ့သေးဘူးလို့ရှင်းပြခဲ့ပါတယ်။သွေးကိုအရန်လိုနေတဲ့မာရီယာကပထမဆုံးသွေးဆုပ်ဖုတ်ကောင်ဟာသူမရဲ့သခင်ပြီးပြီးမင်းမတပားပါလို့ပြောခဲ့ပါတယ်။ သူကမကြခင်မှာသူ့ရဲ့မင်းသမီးကိုရှာဖို့အတွက်မြို့ကိုရောက်လာတော့မယ်တဲ့ဒီလိုနဲ့စာရေးဆရာဂျွန်နတန်တယောက်ညဘက်မှာတတော်ကိုဖြတ်ပြီးခီးစံနေတော့ဘော့ယထာမုံတမကရုတ်တရက်မင်းရထားကိုရစ်လိုက်ပြီးဝန်ပလွေတွေထွက်လာတော့မှမို့ရှစ်ဆက်လို့မရတော့ဘူးလို့ပြောပါတယ်ပြီးတော့ဂျွန်နတန်ကိုသူ့ရဲ့အထုပ်တွေမီးရှူးတိုင်နဲ့လဝါကတန်တခု ပေးခဲ့ပြီးထားခဲ့လိုက်ပါတယ်ဂျွန်နတန်လည်းမီးရှူးတိုင်နဲ့ဝန်ပလွေတွေကိုဝေးဝေးနေအောင်ကာကွယ်ရင်း ချေလျန်ဘဲခီးစက်ခဲ့ပါတယ်နောက်ဆုံးတော့သူကကြီးမားတဲ့ရဲတဲ့ကြီးတစ်ခုစီရောက်သွားတယ်ဝင်ပေါက်ကိုဖျက်ကျော်လိုက်တာနဲ့သူနောက်ကတကားကြီးကအလိုလိုပိတ်သွားပါတော့တယ်တခြားတကားတစ်ခုက သူ့ဘာသာသူပွင့်ပြီးပိတ်သွားလို့ဂျွနသန်ကအခန်းတစ်ခန်းတည်းဝင်သွားခဲ့တယ်အဲ့ဒီအခန်းရဲ့လာသာဆောင်မှာလူတယောက်စောင့်နေတာကိုတွေ့ရပေမဲ့မိုးချိုးတစ်ချက်လက်တဲ့အလင်းရောင်နဲ့အတူရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ် ရုတ်တရက်ဂျွန်နသန်ရဲ့နောက်မှာအဘိုးအိုတယောက်ပေါ်လာလို့သူလန့်သွားခဲ့ပါလေ။အဲ့ဒီလူကမိချူတိုင်ကိုလွှန့်ပြက်ပြီးမိတွေဖွင့်လိုက်ကသူ့ကိုသူမင်းသားဒရာကျူလာပါလို့မိတ်ဆက်ခဲ့ပါလေ။သူတို့နှစ်ယောက်စားပွဲမှာထိုင်ကြတယ်။ဂျွန်နသန်ကအရသာရှိတဲ့အစားအသောက်တွေကိုစားရလို့ဖြောနေပေမဲ့ဒရာကျူလာကလို့ဘာမှမစားမှန်းဘူး။ဒရာကျူလာကလက်တချဝှေ့ရန်လိုက်တော့ပန်းကန်တစ်ခုကဂျွန်နသန်စီရောက်သွားတယ်။ဂျွန်နသန်ကတော့ဒါဟာလန့်စားတာပဲလို့ထင်နေခဲ့ပါလေ။ ပြီးတော့ဂျိုနာသန်ကသူ့အိတ်ထဲကစာရွက်စာတမ်းတွေရှာနေတုံးမှာသူ့အယုံလွှဲနေခြင်းကိုအခွင့်အကောင်းယူပြီးဒရာဂျူလာကကြွက်တကောင်ကိုခရင်နဲ့တပ်ပစ်လိုက်တယ်။ပြီးရင်သူကကြွက်ကိုသူ့လက်ဗလာနဲ့ခြေမွပြီးအဲ့ဒီကသူ့ရီကိုခွတ်တက်ထက်ကတုတ်ခဲ့ပါတယ်။ဂျိုနာသန်ကသူ့ကိုစားပြုတဲ့အခိုင်ဟာဒရာဂျူလာပိုင်နဲ့ဘယ်ရစ်မွတ်ကဘုံကြီးချောင်းဟောင်းတစ်ခုကိုဝယ်ပြီးဆေးရုံအဖြစ်ပြောင်းလဲခြင်းနဲ့အကြောင်းရှင်းပြခဲ့ပါတယ်။စာရွက်စာတမ်းတွေထပ်ထုတ်နေတော့ ဂျိုနာသန်ကမေတော်အစားလက်ဝကတ်တိုင်ကိုပြုတ်ကျသွားတယ်။ဒရာဂျူလာကသူ့ကိုဘာသာရေးယုံကြည်သူကားလို့မေးတော့ဂျိုနာသန်ကမဟုတ်ပါဘူးလို့ရထောင်းမောင်းသူကပေးလိုက်တာပါလို့ပြောပြတယ်။ဒရာဂျူလာကလက်တချောင်းတီးလိုက်တာနဲ့လက်ဝကတ်တိုင်ကိုမိတဲ့ပြထက်လိုက်တယ်။ပြီးတော့သူကဂျိုနာသန်ရဲ့အပင်နာကိုယုံကြည်ရရောက်လာပြီးအဲ့ချိန်ရောက်ပြီလို့ပြောလိုက်တာကြောင့်ဂျိုနာသန်လမ်းသွားခဲ့ပါတယ်။ဂျိုနာသန်ကိုသူ့အခန်းစီခေါ်သွားပြီးတဲ့နောက်ညဘက်မှာအခန်းပြင်မှာထွက်ဖို့ဒရာဂျူလာကမှာကြားလိုက်ပါတယ်။ ပြီးတော့ဒရာဂျူလာကသမင်းစားခန်းစီပင်လာပြီးတချင်းဖွင့်ကရေပန်းရိုတစ်ခုကိုသူ့ကိုစောင်းကြည့်မှုပြောခဲ့ပါတယ်။ဂျွန်တန်ကတော့အခန်းထဲမှာစာအုပ်တအုပ်တွေလို့ရေတဲ့သမန်းချောင်းကိုရှင်းပြထားတဲ့စာကိုဖတ်ကြည့်ပါတယ်။ငယ်ရွယ်တဲ့ vlog အပုံရှိပေမဲ့မင်းသားရဲ့ပုံလူကားကတော့ပျောင်ဆုံးနေပါတယ်တဲ့။ဒီတော့အတွင်းမှာဖုန်းကြီးကမာရီယာရဲ့ဆေးသထားသူဟင်နရီစီကိုတွားပြီးမာရီယာကြမ်းမာနေကြောင်းနဲ့ဒူမစီကမကောင်းဆိုးဝါကိုဖယ်စားဖို့ဆက်လက်လှုပ်ဆောင်နေတဲ့ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဖုန်းကြီးကမာရီယာရဲ့ခံထဲမှာနောက်ထပ်တက်လွန်တာတွေရှာဖွေခဲ့ပါတယ်။ ဒူမရဲ့ပစ္စည်းတွေထဲမှာပျောက်ဆုံးနေတဲ့အဲလစ်ဘတ်ဒေတာရဲ့ပွန်ဒူကားပါတဲ့စာမျက်နှာကိုသူတွေ့လိုက်ရပါတယ်။တညာလုံးလုံးအခန်းထဲကနေမထောဖို့မှားထားတဲ့ကြာကဂျိုနသန်ကခန်းထဲကနေထွက်လာခဲ့ပါတယ်။သူလက်ပကြည့်နေတော့တကားတစ်ချက်နောက်ကနေအလင်းရောင်တစ်ခုကိုတတိထားမိတော့ဝင်သွားလိုက်တော့ကြောက်เสียကောင်းတဲ့လေကားတွေကနေတဆင်ခန်းနာတဲ့မြေရောက်ခန်းတစ်ခုကိုရောက်သွားခဲ့ပါတယ်။အခန်းလယ်မှာခေါင်းတလားတလုံးကို တွေ့လို့ဖြွင့်ကြည့်လိုက်တော့အထဲမှာဒရဂျူလာအိတ်နေတာကို တွေ့လိုက်ရပါတယ်။ဒရဂျူလာကသူ့ကိုအခန်းထဲကမထွက်သင့်ဘူးလို့ပြောလိုက်ပြီး မကြခင်မှာပဲရေပန်းရုပ်တရုတ်ကဂျိုနာသန်ကိုနောက်ကနေထူးကျိတ်ပြီးတတိလက်သွားအောင်လှုပ်လိုက်ပါတယ်။ဂျိုနာသန်တတိရလာတော့ရေပန်းရုပ်တွေကသူ့ကိုတန်ကြိုးတွေနဲ့ချီနှံထားတာကိုတွေ့လိုက်ရတယ်။သူတို့ကသူ့ကိုစောက်ထိုးဆွဲထားပြီးဒရာဂျူလာကသွေးတွေကိုခွက်ထဲကိုတစိမ့်စိမ့်ကြအောင်သူ့လယ်ဘင်းကိုဓာတ်နဲ့ချစ်လိုက်ပါတယ်။ဂျိုနာသန်ကဖျားသခင်ကဒီလိုသတ္တဝါမျိုးကိုဘယ်လိုများဖန်ဆင်းနိုင်ရတာလဲလို့တွေးမိတော့ဒရာဂျူလာကထိတ်လန့်စရာကောင်းလောက်အောင်ရေမောပြီး နောက်ဆုံးစန္ဒာကိုမေးခဲ့ပါတယ်။ဂျိုနာသန်ကဒရာဂျူလာရဲ့ဇာလန်းကိုတီးကျင်တယ်လို့ပြောတော့ဒရာဂျူလာကဒီအကြမ်းကိုသဘောကျလွန်းလို့ရေပန်းရုပ်ကိုယ်ကိုသူ့ကိုပြန်ချခိုင်းလိုက်ပါတယ်။ဒရာဂျူလာကအဲလိဇဘတာရဲ့ဇာဘနာကိုတတိယရင်သူ့ရဲ့ဇာလန်းကို ပြောပြခဲ့ပါတယ်။သူကတန့်စင်တဲ့ဝိညာဉ်တွေဟာပြန်လဲမွေးခွားနိုင်တယ်လို့သိထားတာကြောင့်ယာဇုနဲ့ပေါင်များစွာ သူမကိုစောင့်ဆိုင်းနေကြရတာပါတဲ့။သူမကိုရှောက်ဖွေးရတာလွယ်ကူခဲ့ခြင်းမရှိပါဘူး။ ဥပမာပလေယောဂခေတ်တဲ့ချိန်မှာအမျိုးသမီးထဝက်လောက်တွေဆုံးခဲ့ပြီးကြံတဲ့သူတွေကလည်းသူဝင်နိုင်တဲ့ဘုရားကျောင်းလိုတန့်စင်းတဲ့နေရာတွေမှာစူဝီနေကြပါတယ်။သူဟာအကြီးကျယ်လွန်လို့တည်ဆုံးနိုင်တဲ့လူသားတွေကိုတောင်မနာလိုဖြစ်လာခဲ့ပါတယ်။ဒါနေတော့ဒရာဂျူလာကအဲလီဇဘက်ရဲ့တန်ချိုင်ပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်။နောက်နေ့မနက်နိုးလာတော့အရန်ဆေးပြက်အငယ်လွန်လို့အနီးဆုံးပတင်းပေါက်ကိုသွားပြီးကိုကူကိုတတ်တဲ့ဘူးကျူးစားခဲ့ပါတယ်။ဒါပေမဲ့ပြုတ်ကျတာကိုသူအသက်ရှင်ခဲ့ပါတယ်။ တရာဂျူလာကအချင်းချင်းကြိုးစားခဲ့ပေမဲ့ဗန်နချင်းပဲပြုတ်ချပြုတ်ချအမြဲတမ်းအသက်ရှင်နေခဲ့ပါတယ်။ကမ္ဘာတဝန်းလုံးကိုအဲလီဇဘက်အသွာလိုက်မရှာနိုင်တာကြောင့်သူမကိုသူစီဆွဲဆောင်နိုင်မယ့်အဆီဇင်တစ်ခုလိုအပ်တယ်လို့တရာဂျူလာက ဆုံးဖြတ်ခဲ့ပါတယ်။ယာဇူးနှင့်တစ်ခုကျော်အောင် နမယ်ကြီးဥယျာဉ်တွေကနေအလားဆုံးနဲ့မော်ဇန်နဲ့ပန်းနေတုံးပြီးရေမွေးတစ်ခုကိုဖန်တီးခဲ့ပါတယ်။နောက်ဆုံးမှာတော့အီတလီမှာရေမွေးကိုစမ်းသပ်လိုက်တဲ့အခါအမျိုးသမီးတွေကချက်ချင်းပဲသူ့နောက်ကိုလိုက်လာကြပါတယ်။ အဲ့ဒီယန္တန်ကအရန်ဆွမ်းထက်လွတ်ဒရာဂျူလာကပါတီပွဲတွေသွားပြီးလူတိုင်းကိုသူထင်းချုံမှုအောက်မှာအပြည့်အဝစီးချက်ကြီးစွာကခုံစီခဲ့ပါတယ်။တနေ့ဗာဆိုင်းမှာဒရာဂျူလာကနော့ဆုံတို့အဲလစ်ဇဘက်ကိုတွေ့ပြီးလို့ထင်ခဲ့ပေမဲ့သူချင်းကက်ထဲနဲ့အမျိုးသမီးကသူ့ဇနီးမဟုတ်ခဲ့ပါဘူး။ဒီအမားကြောင့်သူငိုခဲ့ရပြီးအယက်တွေနဲ့ပျော်ပါးမှုတွေပြည့်နေတဲ့ပါတီတွေကနေတဆင့်တကယ်ချစ်ချင်းမေတ္တာကိုမရရှိဘူးဆိုတာကိုသိလိုက်ရပါနဲ့။ သူရှာဖွေတာကိုရက်ပြီးတခြားသူတွေကိုလုခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ပါတီပွဲရဲ့လယ်မှာဒရာကျူလာကမရီယာပါဝန်အခန်းလက်ကအမျိုးသမီးအားလုံးကိုသွေးဆုပ်ဖုတ်ကောင်ထီစေဖို့စတင်ကြိုက်ခဲ့ခဲ့ပါတယ်။အဲ့ဒီနောက်ဒရာကျူလာဟာအဲလစ်ဇဘက်နဲ့တင်ကျိုင်းစီပြန်သွားပြီးဖွင့်ကြည့်လိုက်ပါတယ်။ဂေါန်ဒလာကိုချိုးဖြတ်ဖို့ထိုးချလိုက်တော့အထက်မှာအဲလစ်ဇဘက်သားတွေပြားသေးပဲကြံတော့တာကိုတွေးလိုက်ရပါတယ်။ ဒီမြင်ကွင်းကသူ့ကိုစိတ်ထိခိုက်စေပြီးဘယ်တော့မှရဲတိုက်ကနေထွက်မသွားတော့ဘူးလို့ဆုံးချက်လိုက်ပါတယ်။ရေဘဲရုပ်တွေကသူ့အတွက်စီးစင်ဥစ္စာတွေယူလာပေးမယ်။အစေခံတွေအဖြစ်လှုပ်ဆောင်ပေးမယ်။သူ့ရဲ့သွေးစုပ်ဖိုးကောင်တွေကတော့ရှားဖွေးမှုကိုဆက်လုပ်ပေးလိမ့်မယ်ပေါ့။လက်ရှိအချိန်မှာဂျိုနသန်ကဒီလိုခိုင်မာတဲ့ချစ်ချင်းမေတ္တာကိုနားလည်နိုင်ကြောင်းဘာလို့လဲဆိုတော့သူလဲစေးဆက်ထားသူရှိလို့ပါလို့ဒရာဂျူလာကိုဖြောပြပါလေ။သူ့ရဲ့လော့ကက်ဒီလက်မှာသူစေးဆက်ထားသူမီနိုင်အပုံရှိပါတယ်။ ဒရာဂျူလာကကြီးလိုက်တော့ဒီအမျိုးသမီးဟာသူ့ဇနီးရဲ့ပြန်လည်မွေးဖွားခြင်းဆိုတာကိုသိလိုက်ရလို့စိတ်ခံစားမှုလွှမ်းမိုးသွားခဲ့ပါတယ်။သူ့ရဲ့အချစ်နဲ့ပြန်လည်ဆုံစည်းပေးတဲ့အထွတ်ကျေးဇူးတင်တဲ့အနေနဲ့ဒရာဂျူလာကဂျိုနာသန်ကိုအသက်ရှင်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကရေပန်းရုပ်တွေအားလုံးကိုခေါ်ပြီးအဲလစ်ဇဘက်သားနဲ့မတွေ့ခင်လပ်ပနေဖို့အထွတ်သွေးတွေအများကြီးယူလာပေးဖို့ပြောခဲ့ပါတယ်။တချိန်တည်းမှာပဲ Paris မြို့မှာတော့ဖုန်းကြီးကသူ့ရှာတွေ့ခဲ့တဲ့ပုံတူကားကိုဒူးမောင်းကိုပြပြီး ဒရာဂျူလာကိုဖမ်းဖို့အတွက်ဒီပုံနဲ့တူတဲ့အမျိုးသမီးတူဦးကိုရှာဖွေရမယ်လို့ပြောပြခဲ့ပါတယ်။ဘုန်းကြီးကစာအုပ်ထဲကစာပိုက်တစ်ခုကိုဖတ်ပြပါတယ်။အဲ့ဒီစာမှာဖယားသခင်ကိုစော်ကားတဲ့သူတွေဆိုရင်တေချင်းတရားကိုညင်းပယ်နိုင်တယ်လို့ရေးထားပါတယ်။ဒါပေမဲ့အဲ့ဒီလူကစိတ်ရဲမှန်နဲ့နောင်တရရင်ဖယားသခင်က ခွန့်လွတ်ပေးနိုင်ပြီးအဲ့ဒီကျင်စာကိုရုပ်သိမ်းပေးနိုင်တယ်လို့လည်းဆိုပါတယ်။ဆိုလိုတာကတော့ဒရာဂျူလာကိုတတ်လိုက်နိုင်ရင်သူဖန်တီးတဲ့သွေးစုဖုကုံတွေအားလို့ လူသားတွေအဖြစ်ပြန်ဖြစ်လာလိမ့်မယ်ပေါ့အဲ့ဒီအချိန်မှာပဲဆိုင်မွန်ကရုံးကန်းတက်ကိုဝင်လာပြီးပုံတူကားကိုတတိထားမိသွားတယ်သူကဧည့်သည်တွေစောင့်နေတဲ့နေရာမှာအဲ့ဒီပုံနဲ့အတူတူပဲဖြစ်တဲ့အမျိုးသမီးတစ်ယောက်ရှိနေတယ်လို့ထောက်ပြလိုက်ပါတယ်ဒူးမောင်းနဲ့ဖုန်းကြီးတို့လည်းတခြားအခန်းတွေကိုအမြန်သွားပြီးမီနာနဲ့တွေ့ဆုံကြပါတယ်မီနာက "तू ဟာမာရီယာရဲ့တငယ်ချင်းအရင်သူကြောင့်ရှင်းပြတယ်တုံးယောက်ဟာရန်တရင်ငယ်အကြာပါတီပွဲတစ်ခုမှာဆုံခဲ့ကြတာသူပြီးအဲ့ဒီကတည်းကမာရီယာက ူဘေးကမခွာတော့ဘူးတဲ့မာရီယာက မင်္ဂလာပွဲမှာဘီရှော့ကိုမြင်လိုက်ရပြီးစိတ်မနှမ်းသန့်ခင်အထိအမြဲတမ်းကောင်းမွန်ခဲ့သူပါလို့ပြောပြပါတယ်မီနာကသူမကိုလိုက်ရမင်္ဂလာပွဲကိုတော့တန်တရားဝင်နေလဲလို့ဝင်ခတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့သူမကဒီခေတ်ဒီအချိန်နဲ့မသက်ဆိုင်သလိုခံစားနေရလို့ပါတဲ့ဘုံကြီးเจ้าမှာတော့ဒရာဂျူလာကအင်ဂျီယာမွဲပုံစံနဲ့ဟန်ဆောင်ပြီးရောက်လာလို့တီလာရှင်တွေကသူ့ကိုခိုးလုံခွင့်ပေးခဲ့ကြပါတယ်ဒါပေမဲ့သူကဖျားဝတ်ပြူတောင်တဲ့ကိုဝင်းတာနဲ့ သူ့ရဲ့ဟန်ဆောင်ထားတဲ့ပုံစံကိုဖျောက်လိုက်ပါတယ်ပြီးတော့ယေရှုယုဒူဘောကိုသူ့ရဲ့ရေမွေးကိုပတ်ဖြန်းလိုက်တဲ့အခါဖုန်ကြီးကျောင်းတက်ကဒီလရှင်နဲ့အလုံးဖျားဝတ်ပြူဆောင်စီကိုအပြေးအလွာရောက်လာကြပါတယ်သူတို့ကကာမစိတ်ဇန္တာတွေနဲ့လွှမ်းမိုးခံအပ်ပြီးဒူးထောင်လဲကြသွားကြတော့တာပါပဲမကြခင်မှာပဲဒရကူလာရဲ့အာယုံဆိုင်မှုကိုရဖို့အတွာသူ့ပတ်လည်မှာလူတွေအုံလာပါတော့တယ်ဒရကူလာကလည်းချက်ချင်းပဲသူတို့ကိုစတင်သွေးဆုပ်ပါတော့တယ်တစ်ချိန်တည်းမှာလဲရဲတိုက်ထဲမှာတော့ ဂျိုနာသန်ကသူ့တယောက်တည်းဖြစ်နေခြင်းအထီးစောင့်ပြီးသူ့ရဲ့တန်ကြိုးတွေကိုဖျက်ထိုးအတွာကရိယာတွေကိုသူ့အနီးရောက်လာအောင်စောင့်တထန်နဲ့ပစ်ပေါက်လိုက်ပါလေရေပန်းရုတ်တရုတ်ဝင်လာတဲ့အခါဂျိုနာသန်ကပဒင်းပေါက်ကနေတက်ပြီးထွက်ပြေးနေလာဟုတွေ့လိုက်ရပါတယ်အဲ့ဒီရေပန်းရုတ်ကဂျိုနာသန်ရဲ့အထောက်အကူပြုထားတဲ့စောင့်ကိုချက်ချင်းဖျက်ပစ်လိုက်ပြီးမဲ့ဂျိုနာသန်ကတော့နေရန်ကိုစုကင်ထားနိုင်ခဲ့ပါလေရေပန်းရုတ်တွေကအပေါက်တွေကနေသူ့ကိုဖမ်းဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါနဲ့ သူတို့တဲကတကောင်ကချိတ်တခုနဲ့ပြစ်ချလိုက်လို့ဂျိုနသန်လဲကျသွားခဲ့ပါတယ်ဂျိုနသန်ကနင်းတွေပေါ်မှာလိန်ဆင်းသွားပြီးရေခဲပြင်ခဲနေတဲ့ရေကန်တစ်ခုပေါ်မှာရပ်တန့်သွားပါတယ်ရေပန်းရုပ်တကောင်ကသူ့နောက်ကိုလိုက်ဖို့ကြိုးစားတော့ရေခဲတွေကွဲပြီးရင်းနဲ့သွားတာမို့ကြံတဲ့ကောင်တွေကဘလို့လိုက်ရမှမသိတော့ပါဘူးဒါကိုသတိထားမိကောဂျိုနသန်ကကြောက်ရွံ့မှုမရှိဘဲလမ်းလျှောက်ထွက်သွားနေပါတယ်အချင်းအနှဲငယ်ကြတော့ဒရာကူလာက ပေါ်ပြီးငယ်ရွယ်ကျန်းတာတဲ့ပုံနဲ့ဆက်ရောငါကူစေခန်းကိုရောက်လာပါတယ်သူကသူ့ရဲ့ရင်မွှေးကိုတုံပြီးဆိုင်မွန်ကိုထိန်းချုပ်လိုက်ကမာရီယာရဲ့အခန်းစီကိုလမ်းပြခိုင်းလိုက်ပါတယ်မာရီယာကအဲလိဇဘက်တာကိုရှာတွေ့ခဲ့ပြီးလို့ဒရာဂျူလာကိုပြုတ်ပြတော့သူကဆိုင်မွန်ရဲ့တွေ့ကိုစုခွန့်ပေးပြီးဆုချလိုက်ပါတယ်မနက်ရောက်တော့ဖုန်းကြီးကစာရီဖတ်ရင်ဘလိုက်ရပုံကပုံကိုတွေ့လိုက်ရတယ်နောက်ပိုင်းမှာသူ့ကိုစေခန်းကိုခေါ်လိုက်တော့ဒူးမောင်ကမာရီယာပြုတ်သွားပြီလို့ပြောပြပါတယ် ဆိုင်မွန်ကလည်းတွေးဆိုဖို့ကောက်ဖေးသွားပြီးဂရင်းမှချီနှောင်ထားရတယ်တဲ့။ဖုန်းကြီးကဆိုင်မွန်ရဲ့ဆွဲသွားရင်းနဲ့သူ့အဝတ်စားရီဘော်ကပြင်းထန်တဲ့ရင်မွေးနှံကိုတတိထားမိလိုက်တယ်။ဒူးမောင်ကမာရီယာကိုခေါ်သွားတဲ့လူရဲ့ပုံမှန်တရံကိုပြောပြတဲ့အခါဖုန်းကြီးကမီနာအနေနဲ့ရှိနေပြီဆိုတာကိုသိလိုက်ရတယ်။အိမ်မှာတော့မီနာကတကောက်ခောက်တန်းကြားလို့ဖွင့်လိုက်တဲ့အခါကျမပုံရတဲ့မာရီယာကိုတွေ့ပြီးလန့်တော့ပါတယ်မာရီယာကဒူးမောင်ကသူ့ကိုဆေးရုံကဆင်းခွင့်ပေးလိုက်ပြီလို့ပြောပြီးမီနာနဲ့တွေ့ချင်နေတဲ့သူငယ်ချင်းတယောက်ရှိတယ်လို့ရှင်းပြက ပိုးပြီးလှပတဲ့အဝတ်အစားတွေလဲခန့်လိုက်ပါတယ်။အဲ့ဒီနောက်အမျိုးသမီးနှစ်ယောက်ဟိုတယ်တစ်ခုကိုသွားကြတော့ဒရာဂျူလာကစောင့်နေပါတယ်။သူဇနီးရဲ့မျက်နှာကိုပြန်တွေ့ရတာမို့သူငုံဟဲရပါတယ်။မီနာကိုချီးကျူးစကားတွေပြောပြီးတဲ့နောက်ဒရာဂျူလာကသူမရဲ့လက်ကိုနမ်းလိုက်တော့မီနာကသူတို့နှစ်ဦးနဲ့သူရှိခဲ့ဖို့တဲ့အတက်ရဲ့မင်းခွန်းကိုတွေ့လိုက်ရပါတယ်။မတမတာခန်းစားရလို့မီနာကလက်ကိုပြန်ရုပ်ပြီးပျော်ပွဲရှင်ဘွဲကိုသွားဖို့မာရီယာနဲ့အတူထွက်သွားခဲ့တယ်။အဲ့ဒီမှာမျိုးသမီးနှစ်ယောက်ကအစားတောက်တွေအရက်တွေ ကစားပွဲတွေရည်သူမအတုရှိုးပွဲတွေနဲ့ပျော်ရွှင်စွာခံစားနေခြင်းမှာဒရာဂျူလာကသူတို့အနောက်ကနေလိုက်နေခဲ့ပါတယ်ခြောက်ချားဝယ်အင်တဲကိုဝင်းသွားတဲ့အခါအမျိုးသမီးနှင်းကမတော်တဆကွဲတော်ပြီးမီနာလမ်းပျောက်သွားခဲ့ပါတယ်အယိုးစုအကျူးကြောင့်လန့်ပြီးအော်လိုက်တဲ့အခါဒရာဂျူလာကချက်ချင်းသူ့ဘေးကိုရောက်လာပြီးလမ်းပြခဲ့ပါတယ်တနတ်ပြစ်ကစားတဲ့နေရာမှာဒရာဂျူလာကပြစ်ဖုံးတင်ပြနေတော့သူ့ရဲ့ဖက်ထားမှုကြောင့် မီနာကအတိတ်ကနောက်ထပ်မြင်ကွင်းတစ်ခုကိုထပ်တွေ့ခဲ့ပါတယ်အဲ့တော့မီရှူမီပန်ပြက်ကိုစောင့်ရင်းဒရာကူလာကသူ့ဟိုတယ်အခန်းထဲမှာအနားယူဖို့ဖိတ်ခေါ်ခဲ့ပါတယ်မီနာနဲ့ဒရာကူလာစကားပြောနေတော့သူကတင်းခဲ့တဲ့ခီတာတစ်တာလေးကိုပြလိုက်ပါတယ်တချင်းဖွင့်လိုက်တော့မီနာကယဉ်သိတလို့ခန်းစားရပြီးအလစ်ဇဘက်အဖြစ်မြင်ကွင်းဒီစတင်မြင်လာခဲ့ပါတယ်သူမချက်ချင်းလက်ပြန်ယူပြီးဒရာကူလာဟာသူ့ကိုမော်အတက်နဲ့ဖမ်းဆီးနေတာလို့ဆွဆွဲခဲ့ပါတယ်။ဒရာကူလာကအလစ်ဇဘက်တာရဲ့ဇလန်နဲ့သူမပြန်လဲမွေးဖွားလာမယ်မျိုးလင့်ချက်ကိုပြောပြဖို့စူးစမ်းပေမိ သူမကသူမမီနာသက်သက်ပဲလို့အခိုင်အမာပြောခဲ့ပါတယ်။စကားပြောခဲ့ရတော့ Dracula ကအဲ့ဒီဂီတတဲ့ရာလေးကိုလက်ဆောင်ပေးခဲ့ပါပြီးတော့ Maria ကမီနာကိုမီရှူမီပန်းပွဲကြီးပေါ်ဆွဲခေါ်သွားခဲ့ပါ။လေဘက်လွတ်ပြီးတော့ Dracula ကမီနာကိုအိမ်ထိလိုက်ပို့ခဲ့ပါ။မီနာကကြီးမားတဲ့အပြုံးနဲ့ခြံခဲ့ပေမဲ့သူ့ရဲ့ပျော်ရွှင်မှုဟာအဲကန်းထက်နာဖျားနာနေတဲ့ Jonathan ကိုဖုံးကြီးနဲ့ဒူးမောင်းတွေကပြုစုနေတာကိုတွေ့လိုက်ရတဲ့အခါအန်အော်တုံလို့မှုနဲ့အစားထိုးသွားခဲ့ပါတယ်။ ဖုန်းကြီးကသူမရဲ့ဆေးဆက်သားသူကိုဘာတွေထစ်လာလဲဆိုတာပြောပြပေးမိ။ဒရာဂူလာဟာဒီလောက်ရက်ဆက်မှမဟုတ်ဘူးလို့မီနာကညင်းဆိုခဲ့ပါတယ်။ဒါနဲ့ဖုန်းကြီးကဒရာဂူလာဟာလူသွေးကိုတောက်တဲ့သွေးဆုပ်ဖုတ်ခေါင်သူပြီးသူ့ရဲ့သားခေါင်တွေကိုထိန်းချုပ်ဖို့ရေမွေးကိုသုံးပါတယ်လို့ရှင်းပြရပါတော့တယ်။သူကမီနာရဲ့လက်ဘင်းကိုစစ်ကြည့်ပြီးကိုက်ရမတွေ့တာကြောင့်စိတ်သက်သာရာရသွားခဲ့ပါတယ်။မီနာကတိတ်တိတ်လေးငိုဖို့သူ့အခန်းထဲအပြေးလာထွားပြီးဂီတတရာလေးကိုဖွင့်လိုက်မိပါတယ်။သူမကအဲလစ်ဇဘက်သားရဲ့အမြင်ကွင်းတွေကိုဆက်တိုက်ညင်နေပြီး ဒရာကျူလာကသူ့ဘေးနားရောက်လာမှာပဲတတိပြန်ဝေးလာခဲ့ပါတယ်။မီနာကသူ့ကိုထွက်သွားဖို့တောင်းဆိုတော့ဒရာကျူလာကပဒင်းပေါက်ကနေတက်ပြီးထွက်ဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့ဆွမ်းလားတွေကိုမသိတဲ့မီနာက"သူဟာကိုကိုကိုတတ်တည်တော်မယ်"လို့ထင်ပြီးဓာခဲ့ပါတယ်။ပြီးတော့သူမကိုလက်စားခဲ့လေလို့စတဲ့ဆွဆွဲခဲ့ပါတယ်။ဒါကြောင့်ဒရာကျူလာကသူ့မအပေါ်ရေမွေးကိုဘယ်တော့မှမတုံးခဲ့ဘူးလို့အာမခံပြီးအဲ့ဒီဘူလင်းကိုမီးရပစ်ထလိုက်ပါတယ်။နောက်တော့သူမကသွေးဆုပ်တာကိုမီးတော့ဒရာကျူလာကဝန်ခံပေမဲ့သူမဟာသူ့သားကောင်ဘယ်တော့မှမထစ်လာမှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်။ မီနာရဲ့နှာခေါင်းကသွေးတွေယိုကျလာတော့ဒရာကူလာကအဲ့ဒီသွေးတွေကိုသူ့လက်ချောင်းတွေနဲ့ယူပြီးရလိုက်ပါတယ်ပြီးတော့သူကသူမရဲ့လက်ကိုကိုက်ပြီး romantic ဆန်ဆန်စကားတွေပြောနေချိန်မှာမြင်ကွင်းတွေပြပေါ်လာခဲ့ပါတယ်အဲလစ်ဇဘက်သားကိုသူပြောခဲ့ဘူးတဲ့နောက်ဆုံးစကားတွေကိုကြားလိုက်တဲ့အခါမီနာကလောက်ဆုံးအဲ့ဒီမှတ်ဉာဏ်တွေကိုသူ့ရဲ့မှတ်ဉာဏ်အဖြစ်လက်ခံလိုက်ပြီးဒရာကူလာကိုသူမရဲ့အချစ်လို့ခေါ်ပြီးနမ်းလိုက်ပါတယ်သူတို့နှစ်ယောက်နမ်းလိုက်ကြပြီးမီနာကလည်းမတည်တဲ့ဘဝမျိုးကိုတောင်းဆိုခဲ့ပါတယ်ဒါနဲ့ဒရာကူလာကသူမကိုပြောင်းလဲဖို့ကြိုက်လိုက်ပါတော့တယ်အဲ့ဒီချိန်ပါပဲ ဖုံးကြီးကဆေးရုံကရခဲ့တဲ့ရေမွေးနှံအတန်းရလို့ဒရာကူလာအိမ်ထဲမှာရှိနေပြီဆိုတာသိလိုက်ရပါတယ်။သူကတနက်တလက်ယူပြီးမိနာရဲ့အိမ်ခန်းစီအပြေးအလွာထွားလိုက်ပြီးမဲ့အခန်းကဗလာဖင်နေလာကိုတွေးလိုက်ရပါတယ်။ဒရာကူလာကမိနာကိုသူ့ရဲ့ရေတိုင်စီကိုခေါ်သွားပြီးလို့ဖုံးကြီးနဲ့ဒူမောင်တို့ကယူဆကြပြီးဂျိုနာသန်ကသူ့ကိုအေဒီကိုလိုက်ပို့ဖို့သဘောတူခဲ့ပါတယ်။ကြင်ထဲမှာတော့မာရီယာကဟင်ရီနဲ့ပြန်ဆုံးပြီးသူ့ကိုအာရုံလွှဲဖို့ကြချစ်ခင်ကျင်လာတဲ့ပုံစံမျိုးပြမှုနေခဲ့ပါတယ်။ဒူမကသူ့ကိုကြိုက်တော့မဲ့အလို့မှာဖုံးကြီးရဲ့အဖွဲကဝင်လာပြီးနှောင့်ရှက်လိုက်ပါတယ်။ မာရီယာကဒေါ်သာတီအိုဟီဘီတိုက်ခိုက်ဖို့ပြင်ဆင်တော့ဘုန်းကြီးကသူ့ကိုပြစ်ချလိုက်ပါတယ်။ဒါပေမဲ့မာရီယာကချက်ချင်းပြန်ထလာပြီးဟင်ရီကိုထူးခြားကဘုန်းကြီးကိုဖမ်းပြီးတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဂျူနာသန်ကနေရံဘော်ကဒါတချောင်းကိုပြွေးပြီးချက်ချင်းအဲ့ဒါကိုတုံကမာရီယာရဲ့ခေါင်းကိုဖျက်ပြလိုက်ပါတော့တယ်။ဒူမရဲ့ခေါင်းကလွင်ထွေသွားပြီးဒူမောင်ကိုထီမန်ကလဲကျစီခဲ့ပြီးဒူမရဲ့ကိုကတော့ဘုန်းကြီးကိုခဏလောက်လဲပင်းညစ်ပြီးမှလဲကျသွားခဲ့ပါတယ်။ခဏကုန်းကတုံခါနီဆဲမို့ဘုန်းကြီးကလက်ဝါကတိုင်ကိုယူပြီးမာရီယာရဲ့နှလုံးကိုအပီးတိုင်တတ်ဖို့ထိုးဆက်လိုက်ပါတယ်။ ရိုမေးနီးယားမှာတော့အစီအခံအဖွဲ့တစ်ခုကကောင်တလာတစ်ခုကိုရက်တိုက်ထဲတယ်လာခဲ့ပါတယ်။ဒါရီယာဂျူလာနဲ့မီနာကအဲ့ထဲကနေထွက်လာပြီးဒါရီယာဂျူလာကတူမကိုရက်တိုက်ပတ်လဲလိုက်ပို့ခဲ့ပါတယ်။ရေပန်းရုပ်တွေနဲ့တွေ့ဆုံပြီးတော့မီနာကဂီတာတေတာတွေကတချင်းကိုဖွင့်ပြီးအဲလီတပတ်လေဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။ရက်တိုက်တစ်ခါမှာတော့ဘုံကြီးရောက်ဖွဲ့ကစစ်သားတွေနဲ့အတူရောက်လာခဲ့ပါတယ်။သူတို့ကအစီအခံနေထွက်တော့တဲ့အထိစောင့်ပြီးတစ်ခါကိုဖွင့်ထားဖို့အပြေးလော်ဝင်ခဲ့ကြပါတယ်။စစ်သားတအုံးကရှေ့တကားကိုတနတ်နဲ့ပြစ်ပြီးတိတော်နာကလူတွေကတော့အနောက်တွေနဲ့ပိတ်ခတ်တဲ့ဆောင်ရဲတရဲအစိပ်ပန်းအတော်များများပြိုကျောက်ကုန်ပါတယ် ဒါရယာဂျူလာကမီနာကိုအခန်းထဲမှာနေဖို့ပြောပြီးသူကတိုက်ခိုက်ဖို့ထွက်လာပေမယ့်အမြောက်ကြီးတို့ကမီနာရဲ့မျက်ချက်ကိုဖျက်ဆီးနေလာကြောင်းမီနာကထိတ်လန့်နေခဲ့ပါတယ်။ရေမန်ညုတ်တွေကစစ်သားပြီးကိုတိုက်ခိုက်ဖို့ဆင်းသွားပြီးတယောက်ပြီးတယောက်လဲကြောက်လုခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကလူရင်နာအများကြီးတာနေတာကြောင်းလူသားတွေအတွက်ရှေ့ဆက်တိုးပြီးရဲတိုက်ကိုတင်းပွိုက်ဖို့ဆိုတာမခတ်ပါဘူး။စစ်သားတွေကအပေါ်တက်တွေကိုရှာဖွေနေတော့ဂျူနပန်ကသူ့တုံငယ်ချင်းတွေကိုအောက်ထက်အခန်းထဲကိုလမ်းပြခေါ်သွားခဲ့ပါတယ်။မီနာကသူတို့လာနေတာကိုမြင်လို့သူ့အခန်းတကကိုတောခတ်ထားလိုက်ပါတယ်။ အောက်ထက်မှာစစ်သားတွေကခါတလာကိုတနက်နေ့ပြစ်ခတ်ကြပါတယ်။ကန်ကောင်းစွာနဲ့ပဲဒါရီယာဂျူလာကဂျိုနာသန်ရဲ့နောက်ကနေပေါ်လာပြီးသူ့ကိုဂျေဇုမတိတဲ့လူရုခော်ကလဲကျသွားအောင်လှုပ်လိုက်ပါတယ်။ပြီးတော့သူကဒါနဲ့စစ်သားတွေကိုစတင်တိုက်ခိုက်ပြီးလင်းပြန်တိုက်ကြတဲ့သုံးနတ်မှုတွေနဲ့တယောက်ပြီးတယောက်ရှင်းပစ်ခဲ့ပါတယ်။မကြာခင်မှာစစ်သားတွေပိုရောက်လာပေမဲ့ဒါရီယာဂျူလာကသူ့လူကိုလည်းလင်းပြန်စွာတတ်ပစ်လိုက်ပါတယ်။ဟင်ရီကအဲ့ဒီခွင့်ရိုးကိုယူပြီးတနက်နယ်နဲ့ဒါရီယာဂျူလာကိုတပြိုင်နဲ့ပစ်လိုက်ပေမဲ့ဘာမှမချက်ခဲ့ပါဘူး။ဒါရီယာဂျူလာကသူ့ဘော့ကိုခုံးတပ်ပြီး11ကိုကိုက်လိုက်ပါတယ်။ လက်တိချက်ဝင်ရမ်းပြီးဒါရီယာဂျူလာကနောက်ထပ်စစ်သားတွေမလာနိုင်အောင်တကောက်ကိုပိတ်လိုက်ပြီးဖုန်းကြီးကိုဓာတ်နဲ့ထိုးထားလိုက်ပါတယ်ဖုန်းကြီးကဒရာဂျူလာကိုဖျားသခင်ကသူ့အတွက်လူသက်ဖို့ဘယ်တော့မှမလိုချင်ခဲ့ဘူးဘာလို့လဲဆိုတော့ဖျားသခင်ကသူ့ဖန်ဆင်းထားတာတွေကိုဖျက်ဆီးတာကိုမလိုချင်လို့ပါလို့ပြောခဲ့ပါတယ်လူတွေကတတ်တဲ့အခါသူတို့ကိုယ်တိုင်အတွက်တတ်တာပါတဲ့ဖုန်းကြီးကသူ့ကိုကယ်တင်ဖို့ဖျားသခင်ကဆေလွတ်လိုက်တာလို့ပြောတဲ့အခါဒရာဂျူလာကသူ့ရဲ့ကယ်တင်ခြင်းဟာမီနာပဲဖြစ်တယ်လို့ပြန်ပြောခဲ့ပါတယ် ဒါပေမဲ့ဘုန်းကြီးကဒရယာဂျူလာဟာမီနာရဲ့ပျက်စီးခြင်းပဲဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်။မီနာသူ့အခန်းထဲမှာအော်ဟစ်နေတာကိုကြားတော့ဒရယာဂျူလာကသူ့ကိုကူညီဖို့အမြန်ပြေးပေသူ့ရဲ့ရေပန်းရုပ်တွေကိုသူ့အထွတ်အချိန်ဆွဲထားဖို့ပြောခဲ့ပါတယ်။ရေပန်းရုပ်တွေကခန်းတော်မှာတိုက်ခတ်နေချိန်မှာဒရယာဂျူလာကအခန်းထဲကစစ်သားအလုံးကိုတတ်ပြစ်လိုက်ပါတယ်။သူတို့အလုံးလဲကြတော့သူကအခန်းထဲဝင်ပြီးမီနာကိုပွဲဖက်ခဲ့ပါတယ်။ဘုန်းကြီးကသူ့ကိုနောက်ကနေလိုက်ဖို့ကြိုးစားတာကြောင့်ဒရယာဂျူလာကတကောက်ကိုပိတ်လိုက်ပါတယ်။ဒါပေမဲ့ဘုန်းကြီးကသူ့ကိုမင်းရဲ့ဇနီးကိုအမတ်တကယ်ချစ်တယ်ဆိုရင်မခံရချင်အကွေးအတွက်မရတဲ့အမောက်ကိုပြန်ချုပ်ရမယ်လို့တတိပေးခဲ့ပါတယ်။ မီနာရဲ့တောင်းပန်မှုကိုလစ်ရှူရှူပြီးဒရယာယူလာကအခန်းထက်ကထွက်လာပြီးမီနာကိုအထင်းမဲ့တော့ခတ်ထားခဲ့ပါတယ်။သူကတကားကိုမိကလိုက်တဲ့အခါပုန်ကြီးကတော့တန်တန်တချောင်းနဲ့ဒရယာယူလာရဲ့နှလုံးထဲမှာထိုးဆိုင်ပြီးသူ့ရဲ့ဘုရားသခင်ကိုဆူတောင်းပါတယ်။အဲဒီနောက်မီနာကသူ့ကိုအခန်းထဲဆွဲခေါ်တွားပြီးဒရယာယူလာပြဖြတ်သွားတဲ့အထိချစ်ချင်းမေတ္တာရဲ့နောက်ဆုံးစကားတွေကိုပြောခဲ့ကြပါတယ်။ရဲလိုက်ထဲကမီးတွေအလုံးပိတ်သွားပြီးရေဘက်ရစ်တွေကလူသားကလေးငယ်တွေအထိပြောင်းလဲသွားခဲ့ပါတယ်။ဂျိုနသန်ကမီနာကိုလိုက်ရှာရမှာ လေထဲမှာလွင့်ပြန်နေတဲ့ပြာတွေနဲ့ငိုကြွေးနေတဲ့မိနာကိုတွေ့လိုက်ရပါတယ်။သူကသူ့မရဲ့ချီချင်းမင့်တာကိုဆုံရှုံသွားပြီဆိုတာကိုသိလိုက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။ရဲတဲ့အဖင်ဘက်မှာတော့ဒရာကျူလာရဲ့ပြာတွေဟာလေနဲ့အတူပြန့်နှံ့သွားခဲ့ပါတယ်။ဒီမြေဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပြီးကူညီပေးပါဦး။